မင်္ဂလာပါခလေးများတို့ PTV ကပေးချင်တဲ့ပြန်လဲကျေးဇူးပါတယ်ဒီကနေ့မှာတော့ Scabies in Children's လို့ခေါ်တဲ့ခလေးတွေနဲ့ဝေရောဂါအကြောင်းကိုအနည်းငယ်ပြောပြပြီးတော့မှဖြစ်ပါတယ်ဝေရောဂါဆိုတာဟာလူတဦးတယောက်ရဲ့အရေးပြပုံမှာဒါရရင်နဲ့အနီရောင်အဖုပိတ်ပြီးထွက်လာစေတဲ့ယောဂါအခြေအနေအများကြီးတွေကတခုဖြစ်ပါလိမ့်ကမ္ဘာနဲ့ပြပါမှာဆိုရင်ကမ္ဘာလူကြီးအများကြီးတွေကမှတစ်နှစ်တစ်နှစ်ကို လူသားတန်းပေါင်း300ကျော်ကဒီဝဲဟာပုံကိုကဘာနဲ့အမောင်းကိုကူးဆက်ခံစားနေရတာဖြစ်ပါတယ်။ဝဲရောကလူကြီးရောကလေးမှမှဖြစ်နိုင်ပါတယ်။ကလေးဒီမှာဆိုရင်လည်းကလေးကြီးတွေတော့မကားနိုင်တဲ့ဒါလူကြီးကလေးတွေနေကလေးရင်းကလေးတွေလာလာကလေးတွေနဲ့မွေးခင်းစားကလေးတွေအထိပါဝဲရောကပုံကကူးဆက်ခံစားရနိုင်တာဖြစ်ပါတယ်။ဝဲရောကပုံဟာဆိုလို့ရှိရင်ကလေးကပါတမျိုးဖြစ်တဲ့ဝဲပိုးလေးတွေပေါ့နော်။ စာကော့ပတစ်စကေးဘိုင်းစ်လို့ခေါ်တဲ့အကောင်လေးတွေကြောင့်ဖြစ်ရတာဖြစ်ပါတယ်။အပူမိုက်စ်လေးတွေကို microscope လို့ခေါ်တဲ့အနုကျင်မှန်ပြောင်းရဲ့အောက်ဘက်မှာကြည့်မှသာမြင်နိုင်မှာဖြစ်ပါတယ်။ဒီကောင်လေးတွေဟာဆိုရင်ခန္ဓာကိုယ်ရဲ့အရည်ပြောင်းပုံကနေနေရာအနှံ့ကိုတွားပွားပြီးတော့မှ twin tube နေထိုင်ကြတာဖြစ်ပါတယ်။ဝဲပူးလေးတွေဟာဆိုရင်ရိုးတိုက်တဲ့ဝါမျိုးစုံကိုကူးစက်ခံရနိုင်တယ်ဆိုပေမဲ့ဒီဝဲပူးမျိုးစိတ်တစ်မျိုးချင်းတစ်မျိုးချင်းစီဟာဆိုလို့ရှိရင်သူတို့ရဲ့စိတ်ကြိုက် မြူပွားရှင်တန်ကြီးထွားနိုင်မှုအတွက်ရွေးချယ်ထားတဲ့အကြိုက်ဆုံးသောနှုတ်တိုက်တယ်ကွာမျိုးနွယ်လေးရှိပါတယ်။ဒါကြောင့်လေတရိတ်ဆန်ဒီမှာရှိတဲ့ဖြစ်တတ်တဲ့ဝေရောဂါပုံစံရင်းလူတွေစီကိုသက်ပွားများခြင်းမရှိနိုင်တာဖြစ်ပါတယ်။ဒီဝဲပူးလေးညာဆိုလို့ရှိရင်ခန္ဓာကိုယ်အရေးပြားရဲ့အပေါ်ဆုံးမှာဖြစ်တဲ့ stratum corneum မှာသူတို့တွေဟာရှင်သန်နေထိုင်ပွားများမျိုးပွားကြပြီးတော့မှဥ်ဥ်ချာကြတယ်။ဝင်းလေးတွေတူပြီးတော့မှ ခန္ဓာကိုယ်အနှံ့ကိုရှောက်ပွားကြတယ်ပေါ့နော်တဖြည်းဖြည်းနဲ့ဝဲပိုးကောင်တွေထက်ထက်ပွားလာတဲ့နောက်ပိုင်းမှာဆိုရင်ခန္ဓာကိုယ်နဲ့ဓာတ်မတည့်တာတွေဖြစ်လာပြီးတော့ရာရန်တာအခုအပိတ်တွေထွက်တာမျိုးတွေဖြစ်လာပါတယ်ဝဲပိုးခုဆက်ခံနေတဲ့သူတယောက်မှဆိုလို့ရှိရင်ဒီအရွယ်ရောက်ပြီးဝဲပိုး၁၀ကောင်နေ၁၂ကောင်ထပ်မနေဘူးဒါလက်ခံထားနိုင်တာဖြစ်ပါတယ်ဝဲရောက်ကပိုးကဘယ်လိုသူတွေမှခုဆက်ခံရနိုင်မလဲဆိုရင်ဘလူမျိုးအားသာမကြွေး အယုတ်အလတ်မြတ်မြွေအသက်ကြီးငယ်မြွေအားလုံးကုသခံရနိုင်မှာဖြစ်ပါတယ်ဒီထဲမှာမှာကလေးတွေကလည်းပုံပြီးတော့မှကုသခံနိုင်မှုတွေတွဲပါတယ်ဝဲပိုးယောဂရှိနေတဲ့သူနဲ့ဒါအေးပြားခြင်းအိတ်တွေ့မိတဲ့သူအားလုံးကဝဲပိုးယောဂကုသခံရနိုင်ပါတယ်အတူနီမိသားစုဝင်နေတဲ့မှာအတူတူကစားပေါ်ထဲမှာဒါအတန်းပေါ်ထဲမှာကိုယ်နဲ့နီမိကကကိုယ်ပြုစုပြီးနေတဲ့ကလေးထင်းနေမိဘအုပ်ထင်းသူတွေစီမှာဝဲပိုးယောဂရှိမယ်ဆိုလို့ရှင်ကလေးစီကို ဒါတစ်ချိန်မဟုတ်တစ်ချိန်ကူးတော့မှာဖြစ်ပါတယ်ဘလို့ကလေးဒီမှာပို့ပြီးတော့မှဝေယောကပို့ခံစားရနိုင်လေဆိုလို့ရှိရင်ဝေယပါခုကအကြဆင်းမှုဖြစ်စေတဲ့ယောဂတမျိုးမျိုးပါလာတဲ့သူတွေဒီခုကအကြဆင်းမှုဖြစ်စေတဲ့ယောဂတစ်ခုခုရှိနေတဲ့သူတွေ steroid စီတွေကိုယောဂအခြေအနေအရင်ခံတစ်ခုခုကြောင်းအချိန်ကြာကြီးတောင့်နေရတဲ့ကလေးတွေနောက်ပြီးတော့တကူကြီးတန်ရှင်းမှုအားနေတဲ့ကလေးတွေဒီလိုကလေးတွေမှာဆိုလို့ရှိရင်တော့ ဝေယောကပူပူပြီးတော့မှတခြားခလေးတွေထက်ကိုပူပြီးတော့လွယ်လွယ်ကူကူကူးဆက်ခံရနိုင်စမှာဖြစ်ပါတယ်ဒီဝေယောကပူကဘယ်လိုကူးဆက်တယ်လဲပေါ့နော်အင်မတန်မှကူးဆက်လွယ်ပါတယ်သူက skin to skin direct contact ဖြစ်ပါတယ်ဝေယောကပူရှိနေတဲ့သူနဲ့သွားပြီးတော့အချိန်အတန်ကြာထိတွေ့နေမိမယ်ဆိုလို့ရှိရင်ဒါမင်းမစီကိုဝေယောကပူကူးဆက်ခံရမှာဖြစ်ပါတယ်ဖက်ခနဲ့ထိလိုက်ရုံနဲ့တော့ဝေယောကပူကကူးဆက်လာမှာမဟုတ်ပါဘူးသို့တော့ ကျွန်တော်တို့အနည်းဆုံး5မိနစ်ကနေ7မိနစ်လောက်ကို skin to skin အရေပြားချင်းထိထွေးမိမယ်ဆိုလို့ရှိရင်တော့ဒါကူးစက်ခံရနိုင်ခြင်းအမတန်များပါတယ်။ဒါကြောင့်လည်းကလေးတွေမိမိကက်ကက်ရှိတဲ့မူကြိုးချောင်းလိုမျိုးနေကလေးတင်းချောင်းတွေမှာလိုမျိုးသားပေါ်ကစားဘက်တွေတဆင့်ဒါအများကြီးကူးစက်ခံရနိုင်ခြင်းရှိပါတယ်။ဒါကြောင့်လည်းလူတွေတိတ်တဲမှုများတဲ့နေရာတွေနဲ့တကူရေတန်ရှင်းမှုအားနည်းတဲ့နေရာတွေမှာဝေယောဂါပူပါပို့ပြီးတော့ဖြစ်လေဖြစ်တာရှိပါတယ်။ဝေယောဂါရှိနေတဲ့သူသုံးထားတဲ့ ဒါမျက်နှာသို့ဘဝအဝိအထေအယခင်သူ့ရဲ့အသုံးဆောင်နေရာနေတဆင့်လေထိတွေ့ကင်ဝင်မိတယ်ဆိုလို့ရှိရင်ဒီဝေယောဂါကိုကူးဆက်ခံရနိုင်ပြီရှိပါတယ်ဝေယောဂါလက္ခဏာတွေကတော့ကူးဆက်ခံရပြီးတော့ဒီဝဲပိုးနဲ့ခလေးရဲ့အည်ပြားနဲ့စပြီးထိတွေ့မိတဲ့အချိန်ကနေလေးပတ်ခန့်နေ6ပတ်တစ်လနေတစ်လခွဲအတွင်းမှာဒီအနီးအဖူးပိတ်နေထလာမယ်ရားရံလာပြီးတော့ယောဂါလက္ခဏာတွေစပြမှာဖြစ်ပါတယ်အရင်အရင်မှာဝဲပိုးယောဂါဖြစ်ခိုးခဲ့တဲ့ခလေးတွေမှာဆိုလို့ရှိရင်တော့ ဒီထက်ကိုပိုဆောပြီးတော့မှယောဂလက္ခဏာတွေစပြလာနိုင်ပါတယ်ခန္ဓာကိုယ်အနှက်မှာဝှက်ချန်လို့အနီဟံဖူပိတ်တွေအများကြီးထွက်လာမယ်အင်မတန်လေးရားတယ်နောက်ပြီးတော့အပေါ်ရန်အည်ပြားကကုတ်ထားချက်ထားလို့ဒါအဖက်တွေလန်းနေတာပေါက်ပြဲနေတာမျိုးတွေလည်းရှိတတ်ပါတယ်တချို့တွေမှာဆိုလို့ရှိရင်ဒါကုတ်ချက်ထားတဲ့အတွက်ကြောင့်နောက်ဆက်တွဲအနေနဲ့အည်ပြားပေါက်ပြဲသွားပြီးတော့အပြင်ကနေပြီးတော့ဘက်တီးရီးယားပိုးတွေဝင်လာတဲ့ secondary bacteria infection တွေဖြစ်လာပြီးတော့ အာဒါကြီးတဲ့နာရီဖြစ်တာအနာရီရောင်ရမ်းလာတာအိတ်ကတစင်တက်ပြီးတော့သူ့ရေးစိတက်တာနောက်ပြီးတော့အပတ်ငယ်ရှိတာမျိုးတွေကြောက်ကပြက်စီးသွားတဲ့အခြေအနေမျိုးတွေဖြစ်နိုင်တာဖြစ်တဲ့အတွက်ကြောင့်ဒီဝေယောဂါကိုကူးဆက်ခံရတယ်ဆိုရင်လေပော့ပော့တန်တန်သဘောထားပြီးတော့အခုသမှုမခံယူပဲဒီတိုင်းပြစ်ထားလို့လုံးဝမရပါဘူး။တန်နဲ့အောက်ကလေးဒီမှာဆိုလို့ရှိရင်ဒါဥယျာဉ်ညံတာ living လက်ဖွားလက်မောင်းရင်ချစ်ချစ်ဖွာ ခြေတလုံးတွေမှာဒါဖြစ်တတ်ပါတယ်နောက်ပြီးတော့ကလေးကအရန်ရာပြီးတော့ငူတာကြည်ကြတာညဆိုလို့ရှိရင်ပုတ်ချပြီးတော့မအိပ်နိုင်ပဲဖြစ်နေတာဒါဒီကုတ်ချချင်းရဲ့နောက်ဆက်တွဲအနေနဲ့ဘက်တီးရီးယားပိုးတွေဝင်လာပြီးတော့ပြဿနာတွေဖြစ်လာတာမျိုးတွေအများကြီးဖြစ်နိုင်ပါတယ်ခလေးကြီးတွေမှာတော့အဓိကအရေပြားအတော့ခောက်တွေများတဲ့နေရာမျိုးတွေဂျိုင်းကြားပေါင်ကြံကြားတကောက်ကွက်တဒောင်ကွက်နေရာတွေဒီလက်ချောင်းကြားတွေခြေချောင်းကြားတွေဒီလိုနေရာမျိုးတွေမှာအဖြစ်များပါတယ် ူတဲ့ချိန်ဒီမှာဆိုရင်ညဘက်မှာဒီဝဲပလေးတွေလှုပ်ရှားတွားတွားကြတဲ့အတွက်ကြောင့်ညဘက်ဒီမှာပို့ပြီးတော့ရားတယ်။နောက်ရေချိုးပြီးတဲ့နောက်ပိုင်းမှာလည်းပို့ပြီးတော့ရားပါတယ်။ Red Barrows လို့ခေါ်တဲ့ဝဲပလေးတွေတွားတွားကနေပြီးတော့ဖြစ်လာတဲ့အနီရောင်ခပ်ပေါင်းပေါင်းနန်းချောင်းတွေဒါတွေ့ရပြီဆိုလို့ရှိရင်ဒါကဒါဝဲယောဂပူကူးဆက်ခံစားနေရမယ်ဆိုတာကိုတိတိပပပြောနိုင်ပြီဖြစ်ပါတယ်။ Norwegian Skivies လို့ခေါ်တဲ့ချက်ပြားဝဲတွေမှာဆိုရင်တော့သူကအကွက်လိုက်ကွက်လိုက် Pickcrest လို့ခေါ်တဲ့ ခက်တူတူချက်ပြားကြီးတွေဖြစ်နေပြီးတော့အဲ့ဒီအထဲမှာဟိုထောင်းနဲ့တောင်းနဲ့ချီတဲ့ဒီဝဲပိုးတွေအများကြီးရှိနေမှာဖြစ်ပြီးတော့ပိုပိုပြီးကုဆက်လွယ်ပြီးတော့မှယောဂလက္ခဏာတွေလည်းပိုဆိုးပါလိမ့်။ကလေးမှာငကိုယ်လေးဟိုကဒါအေးပြားယောဂအခန်းတစ်ခုရှိနေတာအနည်းခုယောဂလိုမျိုးရှိနေတာမျိုးတွေအစရှိသဖြင့်တမျိုးမျိုးအေးပြားယောဂလက္ခဏာတမျိုးမျိုးငကိုယ်လေးကရှိနေမှာဆိုရင်ဝဲယောဂလက္ခဏာတွေကိုပြင်းပြင်းထန်ထန်ပို့ပြီးတော့ခံစားရနိုင်မှာဖြစ်ပါလိမ့်။ ဝေယောဂါကိုကုသမှုအနေနဲ့ရတော့ရားရဏကိုတတ်တာဘူးရေနောက်တစ်ခုကတော့ဝေယောဂါပိုးတွေကိုရှင်းလင်းတုတ်တင်ရခြင်းဒီနှမျိုးလုံးလာတာဖြစ်ပါတယ်ဒီတော့ကျွန်တော်တို့ကရားရဏမှုကိုတတ်တာပြီးကိုတော့ကတော့ antihistamine လို့ခေါ်တဲ့ရားရဏမှုကိုတတ်တာစီတဲ့စီးပွားတွေကလင်းနေရှိတယ်နောက်တော့ဆေးရှိပါတယ် color drying lotion တွေ color mint lotion မျိုးတွေကိုဒါရားရဏလာပြီဆိုလို့ရှိရင်သူ့ရဲ့အခြေအနေပေါ်လာပြီးတော့မှ၃-၄ချိန်လောက်ထိလိမ့်ပြီးလို့ရပါတယ် ဒါပေမဲ့ GCP deficiency ရှိတဲ့ကလေးတွေစင်တော့နည်းနည်းသတိထားပြီးတော့မှစဖြစ်ကလေးကတကြွန်းသားလေးတွေကျန်းမာရေးဝန်ထမ်းတွေနဲ့ထိခြားပြသပြီးတော့ဥတာဖို့ခံယူရမှာဖြစ်ပါတယ်။လူမျိုးရလာခြင်းကိုတတ်တာစီတဲ့စီးတွေပေါ့နော်။တောက်စီးလင်းစီးတွေကိုလက်လန်းမပြီးဘူးဖြစ်နေတဲ့အခြေအနေမျိုးဖြစ်တယ်ဆိုရင်တော့ရားရံတဲ့အဖုပိတ်နေရာတွေကိုရေအဝေးကပ်ပြီးတာမျိုးတွေလည်းလုပ်နိုင်ပါတယ်။ဒါဆိုလေခိတာခဏတော့တတ်တာတော့မှဖြစ်ပါတယ်။ဒါပေမဲ့ယတိပြက်ပျောက်ခင်းမှုအတွက်ကတော့ကျွန်တော်တို့တွေက ဝဲဖို့တော့ကိုတောက်စေးလိန်စီတွေရှိပါတယ်။ဒါသူများညွှန်လို့ဒါ soft ski bike လိန်စီတွေကိုတုံးမိတယ်ဆိုလို့ရှိရင်တော့လေခလာလာတော့တက်တာမှဖြစ်ပါတယ်။နောက်ပြီးတော့ရတော့ဓမ္မနှစ်ပတ်နေလို့ရှိရင်ယောဂလက္ခဏာတွေကိုပြန်ပြီးတော့ထပ်ပြီးတော့ခံစားမှဖြစ်ပါတယ်။အဲ့တော့ဒီဝဲယောဂပို့ကိုတွက်နိုင်တဲ့လိန်စီတောက်စေးလေးတွေကိုလိုအပ်တယ်လို့ဆက်လက်ဆောင်ရွက်ပြရမှာဖြစ်ပါတယ်။အဓိကတော့ခလေးတွေငယ်ငယ်လေးငယ်လေး ကလေးဆရာဝင်တကြွန်းသားလေးလေးကျမ်းမာရေးဝန်ထမ်းတအူးဦးနဲ့စွန့်နှိတိုင်ပင်ပြသပြီးတော့မှဝေယောဂါပူဘလူမျိုးသုတ်ပင်ရှင်းလင်းလဲဆိုတာဒီဆက်လက်ဆောင်ရဲ့တင်ပါလေကျွန်တော်တို့ကဝေယောဂါပူအတွက်လင်းစီပေါ့နော်5% permethrin, lindane 1% lotion cream, sulfate 5 to 10%, 25% benzoyl benzoate, crotamidone 10% lotion cream စတာတွေအများကြီးရှိတယ်ဆိုပေမဲ့ကလေးတွေအတွက်ကတော့5% permethrin ကို ို့ပြီးတော့တုံးကြပါတယ်ဒီဆေးကိုလိမ့်မယ်ဆိုလို့ရှိရင်ကလေးအတွက် dose နဲ့ထုတ်ထားတဲ့ဆေးပမာဏနဲ့ထုတ်ထားတဲ့ဆေးလားလူကြီးအတွက်ဆေးလားဆိုတော့ကြည့်ရပါတယ်သူကထက်ဝက်ပေါ်ပါတယ်30 gram 15 gram ပေါ့နော်30 gram 15 gram ဆိုပြီးတော့ကလေးလူကြီးလူကြီးကတော့30 gram ကလေးကတော့15 gram ပေါ့နော်အဲဒါမျိုးလေးတွေရှိပါတယ်အဲ့ဒီအထင်းထဲမှာအရင်ငယ်လို့ရှိရင်လည်းဒါ15 gram စလုံးသုံးလို့အဆင်မပြေမြန်ပါဘူးအဲ့တော့じゃတော့တေချာတကြွန်းသားလေ ဒါကျမ်းမာရေးဝန်ထမ်းအနေနဲ့ဆွေးနွေးတိုင်ပင်ပြီးတော့မှဆက်လက်ပြီးတော့ကိုယ့်ရဲ့ကလေးကိုကုသမှုပေးရမှာဖြစ်ပါတယ်။ဒီစစ်ကိုလိမ့်တော့မယ်ဆိုရင်ညာဘက်အိတ်ခံဒီမှာရေချိုးတန့်ဆင်းပြီးပဲဖြစ်စီဒါမှမဟုတ်လို့ရှိရင်ရေဘက်ဝက်တိုက်ပြီးတာမျိုးပဲဖြစ်စီအရေးပြားကိုတန့်ရှင်းအောင်လုပ်ပေးရပါမယ်။ပြီးပါပြီဆိုလို့ရှိရင်တော့6သွေးအောင်ဒီချာလေးတုပ်ပြီးပြီးပါပြီဆိုရင်တော့မြင့်သာမှတပါတကူလုံးကိုလိမ့်ပေးရမှာဖြစ်ပါတယ်။အကြမ်းလည်းမရှိလိမ့်ပေးရမှာဖြစ်ပါတယ်။ skin flu လို့ခေါ်တဲ့အရေပြအတော့ဖောက်ရှိတဲ့နေရာတွေဆိုရင်ပိုသတိထားပြီးတော့မလိမ့်မဖြစ်တေချာလေးမကြံဝီယူဆိုင်ပြီးတော့စိတ်ဝင်နေအောင်တေချာလေးမိရမှာဖြစ်ပါတယ်။ပြီးရင်လက်ကြားလက်မလုံးဝဘယ်နေရာမှာမကြံမဲ့ချေဖွာလက်ဖွာအားလုံးပေးတိချာချာကိုလိမ့်မိရမှာဖြစ်ပါတယ်။တစ်ခုရှိတယ်လို့ခလေးငယ်တွေကစေးလိမ့်ပေးပြီးတော့ပြီဆိုလို့ရှိရင်လိမ့်ထားတဲ့လက်ကပါဇက်ထဲကိုထည့်မိတာမျိုးဖြစ်လာပြီဆိုရင်ဒါနောက်ဆက်တွဲအဆင်မပြေတာဒီပြဿနာကြီးဖြစ်နိုင်တာဖြစ်တဲ့အတွက်ကြောင့် လက်ကိုတော့ဆေးလင်းပြီးသွားပြီဆိုရင်လက်နှစ်ဖက်ကိုလက်အိတ်ကလေးတွေဝတ်ထားပြီးမှုအတွက်လို့ပါနေအဲ့တော့ညအိတ်သွားတဲ့အချိန်ကနေမနက်မိုးလင်းလို့ကလေးရဲ့ခန္ဓာကိုယ်နဲ့ဒီလင်းဆေးလေးတွေက7နာရီ10နာရီလောက်ဖြစ်တွေ့မှုရှိပြီးပြီဆိုရင်တော့မဆက်ပြနိုင်ပါတော့ဒီချိုးတန့်စင်ပြီးရမှာဖြစ်ပါတယ်များသောအားဖြင့်တော့ဒီဆေးတစ်ချိန်လင်းယူနေပြီးဘေးရောဂါပိုးတွေကိုမြင့်ပြတ်နှိမ်နှင်းလိုက်နိုင်တာဖြစ်ပြီးမယ်တချို့တချို့တော့ကလေးတွေအတွက်ကတော့ဒါနောက်တစ်ချိန်ပေါ့လေနှစ်ပတ်တန်ဒီသုံးပတ်တန်ဒီဆိုတဲ့အချိန်မှာ နောက်တစ်ချိန်ထက်လင်းရတာမျိုးတွေဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်နောက်တစ်ခုကတော့ခလေးတွေရဲ့လက်သေးတွေပေါ့နော်ပြပြချာချာညှက်ထားရမှာဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့နေကင်းဘက်မှာကိုလူကြီးမိဘအုပ်ထင်းသူတွေရှိတော့သူတို့ကိုတီချာစောင့်ကြည့်ပေးပြီးတော့မှသူတို့တွေရားရလာတယ်ဆိုတော့မကုတ်ဖို့ကိုကသတိပေးနိုင်တယ်ဆိုပေမဲ့ညဘက်မှာကျတော့သူတို့သတိလက်လို့ကိုလည်းအိပ်ပျော်နေတဲ့အချိန်မှာပေါ့ရားတဲ့နေရာကိုကုတ်မိတာမျိုးတွေရှိတတ်ပါတယ်ဒါဆိုရင်အကြီးပြားကြီးပေါက်ပြဲပြီးတော့မှကနုံးမှပြောခဲ့တဲ့လူမျိုး အဲဘက်တီးရီးယားပိုးတွေဝင်ရောက်လာပြီးတော့ရောင်ရမ်းတာဖြစ်တယ်နာဖြစ်တာတွေဖြစ်ပြီးတော့အဲပို့ပြီးတော့ကြာနိုင်ပါတယ်ပို့ပြီးတော့စိတ်ဒုက္ခရောက်တာရောခလေးပင်ပန်းတာရောကိုပင်ပန်းတာမျိုးကြီးဖြစ်လာနိုင်တာဖြစ်တဲ့အတွက်ကြောင့်လက်သေးကိုတခြားရင်းညှက်တာပြီးဖို့အတွက်လိုပါတယ်ကိုဂယူစိုက်ပြီးနေတဲ့ကြာနေရမှာ secondary bacteria infection တွေဝင်လာလို့ဒါရေပြားရောင်ရမ်းတာတွေအီတန်တာတွေဖြစ်လာပြီးဆိုရင်လည်းတောက်ဆေးတွေနောက်တစ်ခါတော့ဒီပိုးသက်ဆေးလိမ့်စီလိမ့်ပြီးလိမ့်ပေးနိုင်ပါတယ်အိမ်မှာရှိတဲ့အသုံးဆောင်ပစ္စည်းတွေဖြစ်တဲ့ အရေကင်းမျက်နှာတုပ်ပေါ်ပါအဝိအစားနောက်အသုံးဆောင်ပစ္စည်းတွေပေါ့နော်ဒါတွေကိုရေပုတ်ဖက်ဆူထဲမှာအနည်းဆုံး10မိနစ်လောက်ပြုတ်ပြီးတော့လျှော်လိုက်တယ်ပြုတ်ပေးလိုက်တယ်ဆိုလို့ရှိရင်ဝဲပူတွေဝဲပုတ်ဥတွေဟာပတ်မရှင်းတော့ဘူးတို့တည်တော့မှာဖြစ်ပါတယ်တကယ်လို့အဲ့လိုမျိုးပြုတ်လျှော်လို့မရဘူးရေနဲ့လျှော်လို့မရဆိုရင်ကျွန်တော်တို့ dry wash ပေါ့နော်အချောက်လျှော်တာရှိပါတယ်အချောက်လျှော်လို့ရတယ်ဒါမှမဟုတ်ဘူးဆိုရင်ဒီဝဲပူလေးတွေကခန္ဓာကိုယ်အရေပြားရဲ့အပြင်ဘက်မှာဆိုရင်နှစ်ရက်ကနေသုံးရက် ထက်ကိုပို့ပြီးတော့အသက်ရှင်မနေနိုင်တာဖြစ်တဲ့အတွက်ကြောင့်အဝတ်အစား3000ပစ္စည်းတွေကိုရင်းနဲ့လျှော်လို့မရတဲ့အဝတ်အစား3000ပစ္စည်းတွေကိုပလတ်စတစ်ထဲမှာပေးချပြီးလေးလုံးအောင်ထုတ်ပြီးတော့တော့မှသုံးရက်နဲ့တစ်ပတ်ကြာမှထားပြီးတော့မှနောက်ပြန်လည်းအသုံးပြုလို့ရပါတယ်နောက်တစ်ခုကတော့အတူတူနေတဲ့မိသားစုထဲမှာပါဝေယောကပိုရှိမရှိကိုပေးချလေးစစ်ဆေးပြီးတော့ရှေ့ခဲ့ပြီဆိုရင်ကြပြိုင်နဲ့ကိုဥတ္တမခံရမှာဖြစ်ပါတယ်အဲဒီလိုမဟုတ်ဘူးဆိုရင်လည်း ဒီမိမိရဲ့ခလေးနဲ့ကြည့်တွေ့ခဲ့တဲ့ငွေချင်းအပေါင်းအသင်းဒီကိုပါတတိပေးပြီးတော့မှဒါသူတို့စီမှာယောဂပူရှိနေတယ်ဆိုလို့ရှိရင်ပေချာကုသမှုခံယူစီဖို့အတွက်အကြံပေးရမှာဖြစ်ပါတယ်။ဒီတော့နောက်ဆုံးအနေနဲ့ဝေယောဂမဖြစ်အောင်ဘယ်လိုမျိုးမိမိရဲ့ခလေးကိုထားမလဲပေါ့နော်။ဒီအခြေအဆုံးကတော့တကူရေတန်ရှင်းရအတိုင်းရေးကြည့်ပါနဲ့။နောက်တစ်ခုကတော့ဝေယောဂပူရှိနေတဲ့ခလေးတွေဝေယောဂပူရှိနေတဲ့ဒူတွေနဲ့ အနည်းငယ်ကြကြာရှိရှိမหนีဖို့အတွက်ကာကွယ်ပြီးရမှာဖြစ်ပါတယ်ဒီလိုမျိုးတတိထားပြီးတော့စောင့်ရှောက်ပြီးနေတဲ့ကြားတွေမှာမိမိရဲ့ကလေးမှာဒီဝေယောဂါဖို့ဖြစ်လာပြီးဆိုလို့ရှိရင်ရှင်းရှင်းမြန်မြန်ထိတိရရအမြန်ဆုံးဥဒမှုပေးရမှာဖြစ်ပါတယ်ဒါမှလည်းတခြားမိမိကလေးကနေတဲ့ဆင့်တခြားသူတွေကိုထပ်မံကူးစက်မှုမဖြစ်တော့မှာဖြစ်တယ်လို့မိမိကလေးလည်းဝေယောဂါဖို့ရဲ့နောက်ဆက်တွဲစိုးကြိုးတွေကိုမခံစားရမှာဖြစ်တယ်လို့ ူတစ်ပါးကိုလေမိယာတစ်ဆင့်ဝေယောကပူပူဆက်မှုမရှိသေးတော့မှာဖြစ်ပါလေအားလုံးလည်းအဆင်ပြေပါစေနောက်ထပ်နောက်ထပ်ကလေးကျမ်းမာရင်းနဲ့ဆိုင်တဲ့ဘလော့လေးမှာပြန်လည်ဆုံတွေ့ပါမယ်